အဲ49ရက်ကွက်နော်မဘာတွေတရားမယ်ဆိုတာဒါတွေတရားပဲနော်50ရက်ကွက်ရောက်ဝင်ဘာတွေတရားမယ်ဆိုတော့အဲအချက်လေးလေးတင်ရမှာနော်ဟိုင်းရင်ပြည့်စင်တဲ့ပတ်သက်လို့လာနော်151ပါပြင်ဒါပဲအဲပြည့်စင်တဲ့ပတ်သက်လာနော်အဲလွတ်လပ်ရေးခေါင်းဆောင်နေရကကြီးဘုံချောင်းဥစားဘာလို့လဲဆိုတော့အဲမြို့ပြတိတိချောင်းနဲ့ မိကြီးကိုတည်ဆဲဥရိရင်းဒီအစီမံခောက်ွယ်တယ်အဲ့ဒီလုပ်တယ်တခင်များလည်းအဲ့လိုပဲဒီမိကြီးကိုတည်ဆဲခောက်ွယ်ရေးပစ္စည်းများလည်းလုပ်တယ်မမခိုင်ကြတော့ကွန်ဒိုတွေခိုင်မခိုင်လိုက်စစ်စီတာနော်ဖတ်သိမ်းတာလို့အဲ့ဒီဥစ္စာနော်ကားကြီးကတော့ဥရဆက်ဥရဆက်ကဘာလုပ်လဲဆိုတော့ကျူးကျော်တွေနှိမ်နေတာနော်ငါဥပချုပ်ဥပချုပ်ဟာကြတော့ဟိုဟာအင်ဂျင်နီယာလန်ဒရာနော် အဲ့မှာဆက်ဆက်တွန်းလာပြီသလားဆလုံးဆက်ဆက်တွန်းဘူကြောင်းစံဒီစတင်တည်တဲ့နေရာဆက်ဆက်တွန်းလူပြတိတည်ထောင်နေနေရာเนาะဆက်ဆက်တွန်းကဆလုံးကြတော့ဘာလို့လဲဆိုတော့ဆလုံးကဘာလို့ဒီစလင်ဥပဝင်เนาะစားမြင်ဆိုဥတင်ထောเนาะအာညာဥသိပ္ပိဥသိပ္ပိဘာလို့လဲဆိုတော့ပတ်ဝန်းကျင်ချင်းလေးလုပ်ငန်းများဆောင်ရွက်တယ်เนาะ ဦးနူးနဲ့ဘုเจ้าဆန်းလည်းတူတူပဲဦးနူးပြီးတော့ဘယ်လိုလဲဆိုဦးနေဝင်ဦးနေဝင်ခဲ့မှာတော်တော်ရှုပ်သွားပြီမျိုးပြအဖြစ်ကဘာပြော25ကျက်တန်းလုံး35ကျက်တန်း45ကျက်တန်းမျိုးပြကတော်တော်ရှုပ်သွားပြီအဦးနေဝင်ရဲ့နောက်ဦးတက်ရွှေပူဝင်လာတော့ပူဆိုးသွားပြီတထောင်တန်းနဲ့900တန်းနဲ့100တန်းနဲ့အဲ့မှာအကုန်မျိုးပြရဲ့မျိုးတွေအကုန်ချုပ်ချက်ခတ်ပြီးလမ်းတွေကမိပွားတွေဩလီရင်ခွေးတွေအားလုံးဖြစ်ပေါ့ချုပ်သွားပြီလမ်းကြောင်းလိုက်လို့မပြီးတော့ပြောညာမန်းဝင်းမောင်မန်းဝင်းမောင်ကအကြောင်းနဲ့ဦးတိတ်ဖိအကြောင်းနဲ့တည်ရပြီ ညာเนาะဗာပတ်ဝန်းကျင်ထင်းတယ်ဆောက်ဆောက်ယူနေเนาะပြီးအချင်းစာပြစ်တာပြီးအဲ့ဒါခဏအခန်းကားမှာပတ်သက်တဲ့ဥစ္စာတွေတင်ရမယ်เนาะအဲဆက်နေကြတော့ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအုပ်ကြီးเนาะရန်ကုန်မြို့မှာပြည်သူပိုင်ပစ္စည်းတွေကာကွယ်ထားတဲ့အုပ်ကြီးပစ္စည်းတွေမှားယူထားတဲ့အကြောင်းအစိုးရကြောင်းကြောင်းပြီးတဲ့ကလေးတွေရာတင်ရထိုက်တဲ့ပတ်စံနဲ့ဟိုဟာသူ report ကနဲ့ဥစ္စာတွေပစ္စည်းတွေထုတ်အောင်မှာ ဖွားမှာဒီမော်မန်ကဘာလို့လဲဆီယာမားတွေဈေးထိုင်ပြီးတော့ရောင်းစားရတယ်เนาะငချင်းစီနဲ့ငချင်းပြတ်ကြော်တာအဲ့ဒါတွေတွေ့ရမှာ73မှာဘာတွေ့ရလဲ73ဟာရှမ်းပြည်နယ်ရှမ်းပြည်နယ်ကတခြားတရုတ်နိုင်ငံကျူးကျော်ဝင်ရောက်တဲ့လူတွေပြမှုများဖမ်းရမှာเนาะ74ကအမျိုးသမီးအကာရအိမ်ကြီးပြပြမှု74မှာပါရှိတယ်ဆိုတော့အီယာဝေဒီအီယာဝေဒီကရေကူးတာပေါ့ရေကူးတော့အမျိုးသမီးရဲ့မလုံးမလင်းတဲ့ရေကူးတော့အဲ့ဒီအချမ်းအဖတ်တက်ရောက်မှုတွေဖြစ်ပေါ်လာတယ်เนาะ